ါရှင်စက်တင်ဘာလ26ရက်တောက်ကြနေ့ရဲ့ရွှေရံကုန်ရဲ့ရန်ကုန်ထွေသတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းရဲ့ရုံးငန်းဖွံ့ဖွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းရဲ့ရုံးငန်းဖွံ့ဖွဲနဲ့အနေကင်းပြည်တရားတော်နာယူဝဲကိုစက်တင်ဘာ25ရက်နေ့နက်9:00နာရီကလိုင်မြူနယ်ရှိ MICT ဘဝင်အတွင်းတိုက်ဆက်လေးလေးလွှာရှိအသင်းရုံးခန်းမှာကျင်းပပါတယ်။ ရှေးဦးစွာအခမ်းအနားကိုရခိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့တရံစတာရေးရဝန်ကြီးဦးစောဝင်းရခိုင်တိုင်းဒေသကြီးကွန်ပျူတာဝါဒနာရှင်အသင်းဥက္ကဋ္ဌဦးထေးလင်းမြန်မာနိုင်ငံဂီတအစီအုံဘို့ဥက္ကဋ္ဌဦးလွင်မြင့်ရခိုင်တိုင်းပညာရေးမှူးဒေါက်တာချွတ်ချွတ်မြတ်အောင်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌဦးမင်းစရာလိုင်မြန်မာနိုင်ငံကွန်ပျူတာဝါဒနာရှင်အသင်းဥက္ကဋ္ဌဦးစောမင်းဦးတို့ကဖဲချုပ်ဖြတ်ဖွင့်လှစ်ပေးကြပါတယ်ဆက်လက်၍အနေအကင်းပြည့်တရားတော်နိုင်ဝဲကိုကျင်းပါရဓမ္မတူတာဆရာတော် ဒေါက်တာအရှင်စေကိန်းနာထံမှအခမ်းအနားတက်ရောက်လာကြသူများကငါးပါးတီလာခံယူစောင့်တည်ကြပြီးတိုင်းဒေသကြီးအစိုးရဖွဲ့တန်စရာရေးရဝင်ကြီးဦးစိုးဝင်းနဲ့တာဝန်ရှိသူများကဆရာတော်များအားလူပဲပစ္စည်းများစက္ကလူရန်ကြကလူရန်မှုစစ်စစ်တို့အတွက်ရေဆက်သွင်းချအမျှပေးဝေးကြောင်းသိရပါပါရှင်။ဒီသတင်းကိုတော့အောင်မြင်ကပြပူလာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမာပြီးစရေးဝန်ထမ်းတင်တဲ့အမှတ်စဉ်215တင်တဲ့ဆင်ွေကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ဆရေးဝန်ထမ်းတင်နှံမှတ်စဉ်215ရဲ့တင်နှံစင်းကွန်ပျူဆေးပြခန်းတာကိုလေကူမျိုးနဲ့နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမပြည်ရှိဆရေးပြခွင်တွင်စက်တင်ဘာ24ရက်နေ့နေ့ရှိနိုင်ကကျင်းပရာတင်နှံစင်းတက်ခွဲကဗမာခချုပ်အားအလေးပြုပြီးနိုင်ငံတော်လမ်းအားအလေးပြုပါတယ်။အဲ့ဒီနောက်ဗမာခချုပ်ကတင်နှံသားဆံပြစုနဲ့စာပေဒူးကျွန်စုရတင်နှံသားအမှတ်306ဦးမျိုးတီဟာ ငွေရန်စီအမှတ်၁တက်ထူတွင်လုပ်ငန်းတည်ရန်စာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနအား၎င်းတင်နန်းသူဆက်များစုရတင်နန်းသူအမှတ်82တော်စုသက်တင်လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရွှေတောင်မြို့နယ်ဦးစီးမှုယုံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနအား၎င်းတနပြည့်ထူကျွန်စုရတင်နန်းသူအမှတ်30ဒေါ်တင်တင်သူစာထောက်3ပြပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြန်ကြားရေးဝန်ကြီးဌာနအား၎င်း စေပြထူးချွန်ဆူရရှိသူများနဲ့တင်းတန်းစင်အောင်လက်မများကို၎င်းချီးမြှင့်ပါတယ်။အဒီနောက်တင်းတန်းစင်မိကုံပြောကြပါတယ်။တင်းတန်းသူဝင်ကြီးဌာနများနဲ့အဖွဲ့အစည်းတည်တည်မှတင်းတန်းသား122ဦး၊တင်းတန်းသူ249ဦး၊စုစုပေါင်း390ဦးတယောက်ကြကြောင်းနဲ့တင်းတန်းကာလမှာဇူလိုင်လ14ရက်မှစက်တင်ဘာ24ရက်ထိဖြစ်ကြောင်းသိရှိရပါတယ်။ဒီသတင်းကိုတော့အောင်မြင့်ကပြပလာတာပါ။ထပ်မံတင်ဆက်ပေးပါမှာတော့ စာဘက်ရှိန်မြင့်တင်လှူရှားမှုအခမ်းအနားများကျင်းပတဲ့တွင်ဖြစ်ပါတယ်။ကြောက်တရားခရိုင်လာတာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစာဘက်ရှိန်မြင့်တင်လှူရှားမှု အသိပညာပေးဟောပြောပွဲနေရက်ဆာဆောင်ပြပွဲနှင့်စာဦးစာဆောင်ပြပွဲကိုစက်တင်ဘာ25ရက်နေ့နဲ့17ရက်ကအမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပကြောင်းသိရှိရပါတယ်။ ဟောပြောပွဲတွင်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်နန်းသိန်းနှုအောင်ကစာပချင်းအရသာကောင်းစဉ်ဖြင့်ဟောပြောပါရယ်။ဟောပြောပွဲတွင်ပညာပေးနေရန်ကစားသောပြသခြင်းနှင့်စာအုပ်စာတောင်ပြပွဲကိုပြုလုပ်ကြောင်းလည်းသိရှိရပါရယ်။အလားတူတာဂီတာမြို့နယ်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစာဖတ်ရှင်မြင့်တင်လှူရှားမှုအခမ်းအနားကိုစက်တင်ဘာ24ရက်မွန်းလယ်တနားရီကမြို့နယ်ကွန်မြူနတီစင်တာခန်းမမှာကျင်းပရာ မြို့နယ်ပြန်ဆိုင်ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါက်ဤရွှေစင်လက်ကကျောင်းစာအပြင်ပြင်ပစာပေကိုချက်မြန်လို့စီရင်ဟောပြောပြီးကြပြရွတ်စုပြိုင်ပွဲကာယညာနာပြိုင်ပွဲများကျင်းပကကျောင်းသားကျောင်းသူများအားအမှတ်တရလက်ဆောင်များပေးရကြကြောင်းသိရှိရပါသည်ဒီသတင်းကိုတော့နေလင်းနဲ့ဤရွှေစင်လက်တို့ကပြပူလာတာပါထမတင်ဆက်ပေးမှာကတော့တွန်တေးမြို့နယ်အခြေခံပညာအထက်တန်းကျောင်းကွယ်ကျွန်းတော်တွင်အာစရိယပူဇော်ဝဲကျင်းပတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်ကျွန်းတော်ရက်ွက်ရှိအာစရိယပူဇော်ကတော်ဝဲကိုစက်တင်ဘာ25ရက်နေ့နက်9နာရီကအခြေခံပညာထက်တန်းကျောင်းတွင်ကျွန်းတော်တွင်ကျင်းပကြောင်းသိရပါသည်။ရှေးဦးစွာကျောင်းဆရာမကြီးဒေါ်ထွေးငငယ်ထုံကကာရဝပြုနှုတ်ဆက်စကားပြောကြားပါသည်။ဆက်လက်ပြီးဆရာမကြီးနှင့်ဆရာမများအားကျောင်းသားကျောင်းသူများကပူဇော်ကတော်ကျိုးဖြင့်ပူဇော်ကတော်ကြပြီးကတော်ပစ္စည်းများပေးရကြပါသည်။ အရင်နောက်ဆ ्याम မများကိုစားဆ ्याम မကြီးဒေါ်ထင်းငငယ်ထုံမှဆုံးမဩဝါဒစကားပြောကြားကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့မျိုးလှိုင်ကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြမရွာလဝေစင်ခေါ်ွဲကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အာကစားနေလူငယ်ရေးအဝန်ကြီးဌာနမြန်မာနိုင်ငံရွှေရလဝေဖွဲ့ချုပ်တို့မှကြီးမှုပြီး GGNCS ကုမ္ပဏီမှဥဆောင်ကျင်းပမယ် IMAKI Priority Honor မြန်မာရိုးရလက်ဝေးစင်ခေါ်ပွဲကို2025ခုနှစ်စက်တင်ဘာ28ရက်တနင်္ဂနွေနေ့မိုးလယ်တနားယူတွင်ရန်ကုန်မြို့ရှိတိမ်ပြူလက်ဝေးရုံအားကစားကွင်းတွင်ကျင်းပမှာဖြစ်ကြောင်းသိရှိရပါသည်၎င်းမြမရွာလက်ဝေးစင်ခေါ်ဝဲကျင်းပရခြင်းနဲ့ဆက်လင်း၍စာနယ်ဈေးမိတ်ဆက်ပွဲကိုစက်တင်ဘာ24ရက်မွန်းလွဲ2နာရီကရန်ကုန်မြို့တောင်ဝီမြို့နယ်အရှိမင်းပြိုင်ဝင်းလန်းရှိရွှေထွတ်တင်ကွင်းတွင်ကျင်းပရာမြန်မာနိုင်ငံလက်ဝေးဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာတင်အောင်လွင်မှအဖွဲ့အစည်းကပြောကြားပြီး ဒုတိယဝက်ထဥကျော်ဝင်းထွန်းဥဝနာတို့ကမြမရွာလက်ဝေပြန်ဝဲစီစဉ်ရခြင်းနဲ့ဆက်နေပြီးပြောကြားခဲ့ပါတယ်အဲဒီနောက် GNC ရဲ့ Company Limited မှရွာလက်ဝေပြန်ဝင်ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားပါရယ်။မြမရွာလက်ဝေစိန်ခေါ်ပွဲတွင်၄ကြီစိန်ခေါ်ပွဲ၅ကြီစိန်ခေါ်ပွဲများပါဝင်ပြီးအဓိကခေါင်းထဲဆိုင်ဖြစ် Ramen နဲ့အောင်ခိုင်၊ထုံးမင်းနိုင်နဲ့စောထုအောင်တို့ရှင်ပြိုင်ထိုးသက်ကြမှာဖြစ်ကြောင်းလည်းသိရှိရပါရယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ။